လက်ရှိ20တရာစုရဲ့မွေတိုင်းကစားသမားတွေထဲမှာဘသူအကောင်းဆုံးလဲလို့မင်းအရင်ဆုံးပြင်းမြင်ကြမှာက Rockton, Superlet, Tawan Chai, Superbon စသည်ဖြင့်ပေါ့အမျိုးမျိုးကိုအချိုင်းတွေကိုလက်ခံထားကြပါလိမ့်မယ်။ဒါနဲ့ဘူခေါနောက်ပိုင်းမှာမွေထိုင်းဟာတယောက်တည်းကိုဦးတည်ပြီး promo လုပ်တာမဟုတ်တော့ဘဲနဲ့ Fighter တိုင်းကိုမြေတောင်မြောက်ပေးပြီးတော့တိုက်ခိုက်ရေးအားကစားကဏ္ဍတစ်ခုလုံးမှာရေးလေးလေးကို promo လုပ်နေရအောင်တွေ့ရပါတယ်။အစောပိုင်းကာလတွေတည်းကလည်းထိုင်းလူမျိုးတွေကမွေထိုင်းအားကစားကိုကဘာကျော်ဖို့အတွက်နှီးမျိုးမျိုးနဲ့စူးစမ်းခဲ့ကြပါတယ်။ ဲ့ဒီချိန်တုန်းကတော့သူတို့ပိုင်ဆိုင်ထားတဲ့အည်သွေးမြင့်ကစားသမားနင်းနေနေပဲကဘာရဲကဖိုက်တာရင်းနဲ့ချိတ်ဆက်ပြီးတော့မွေထမ်းကိုလူတိအောင်ကြိုးစားခဲ့ကြပါတယ်အခုဆိုရင်တော့မွေထမ်းကထိတ်တန်း Facebook လောကမှာအကောင်းဆုံးရက်တည်နေနိုင်ပြီဖြစ်ပါတယ်ဆိုတော့အခုချိန်မှာတဦးချင်းခြုံထွက်တာမျိုးမဟုတ်တော့ဘဲနဲ့ကိုအချိုင်းနဲ့ကိုရွေးချယ်အားပေးဖို့ရာဖိုက်တာတွေဂျင်းတွေအများပြပေါ်ထွက်လာပြီဖြစ်ပါတယ်ဒီလိုမျိုးထိုင်းဖိုက်တာတွေကအကောင်းဆုံးဖိုက်တာတွေအချင်းချင်းတွေးကြတဲ့ပွဲဆိုရင်လေဒါထိုင်းလိုကယ်ပြည်သက်တွေတင်တာမကပဲကဘာအရရက်ကပြည်သက်တွေကပါစောင့်ကြည့်အားပေးခဲ့ကြပါတယ် အထူးသဖြင့် Rotten နဲ့ Superlat တို့ရဲ့ပွဲဆိုရင်ဒါမွေတိုင်းသမိုင်းမှာအထင်ကြီးပွဲလို့တောင်တင်စားခြင်းခံရတဲ့ပွဲတွေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်တုန်းကနှစ်ယောက်စလုံးကလည်းအည်သွေးမြင့် Fighter တွေ One Championship ရဲ့မွေတိုင်းခေါင်းစဉ်အောင်မှာနှစ်ယောက်လုံးကရှုံးဝဲမရှိကြသေးဘူး။တကယ်လို့ထိတ်တန်းမှထိတ်တန်းဆိုတဲ့ကစားသမားနှစ်ယောက်ပါပဲ။သူတို့နှစ်ယောက်မှာတိတိတသာခြားနားချက်ဆိုလို့ Rotten ကမာကုံကောင်းတယ်အသေးကောင်းတယ်။သူ့ရဲ့အားသာချက်ကိုသူအကောင်းဆုံးသုံးချနိုင်တယ်။မာကုံကောင်းတယ်ဆိုတဲ့နေရာမှာကျွန်တော်မြန်မာ Fighter တွေလို့ခေါင်းထိုးပြီးတောက်လျှောက်အထိုးခံနေတာမျိုးမဟုတ်ဘဲနဲ့ သူ့ရဲ့အမားကြောင့်ဖြစ်စေဒါမှမဟုတ်ပြိုင်ဘက်စီကမထင်မှတ်ပဲပြန်လာတဲ့ကောင်တာထိချက်တွေဒါရီယိုမာကုံနဲ့ဖယ်ရှားပြီးတော့ပြိုင်ဘက်ကိုဒရက်ဆက်ဖိအားပေးပြီးကစားနိုင်စွမ်းရှိအောင်ပြောတာပါစူပါလက်ကြတော့အကွက်ကြကြနဲ့စနစ်ကြကြပြိုင်ဘက်ကိုချင်ကန်ပဲရလာတဲ့အခွင့်အရေးပေါ်မှာလှုပ်တင်တာကိုအကောင်းဆုံးလုပ်မယ်ပြီးတော့အမားရွေးမခံတတ်တဲ့ fighter မျိုး fight IQ နဲ့ကစားတဲ့ fighter မျိုးဒီထက်ပိုပြီးတိတိကျကျပြောရရင်အင်ဂိမ်းထဲမှာမှန်ကန်တဲ့ကစားပုံနဲ့နီးပြွာအပြောင်းလဲတွေလုပ်နိုင်တဲ့ fighter မျိုးပါကစားပုံတွေကတော့မတူကြဘူး နှစ်ယောက်လုံးကသူ့ပုံစံနဲ့သူဆွဲဆောင်မှုရှိကြပါတယ်။ဒါပေမဲ့လေလူတော်တော်များများရောဒန်ရဲ့ကစားဟန်ကိုပို့ပြီးသဘောကျကြမယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့သူကပို့ပြီးကြမ်းတမ်းတဲ့ဟန်နဲ့ Street Fight ဆန်ဆန်ကစားတယ်။ပွဲစုအောင်ပို့ပြီးလှုပ်တက်တယ်။ဒီတော့ Time ပြိတက်တွေကတော့သူ့ကိုပိုးကြကြမှာသိရပါတယ်။အော်စကားမဆက်ကျွန်တော်ရဲ့ Channel မှာရှိတဲ့ပြိတက်တွေရောဒီ Rotten နဲ့ Super Lab ဆိုဘယ်သူ့ကိုပိုးကြလဲ။ခုမှမှရေးပေးခဲ့ကြပါအောင်။ဒီတော့အဲ့ဒီပွဲလေးကအခိုက်အတန့်တချို့ကိုကျွန်တော်တို့ပြန်ပြီးချင်းကပ်ကြည့်အောင်ပါ။ပထမချီကိုကြည့်ရင်နှစ်ယောက်လုံးကမတူညီတဲ့ game plan တွေယူဆောင်လာကြတယ်။ စူပါလက်ကအပေါ်ပိုင်းကိုလုံအောင်ပိတ်ပြီးတော့ရော့ဒန်ရဲ့အောက်ပိုင်းနဲ့ဘော်ဒီကိုစပြီးတော့တိုက်ခိုက်ဖို့ပြင်ဆင်လာတယ်။ပြီးတော့ရော့ဒန်ကကြတော့အောက်ပိုင်းတွေကိုဖြွင့်ပေးထားပြီးတော့စူပါလက်ရဲ့ range တဲကိုဝင်မယ်။ပြီးတာနဲ့အားသံနဲ့လက်သီးပိုင်းတွေတံတောင်ရိုက်ချက်တွေနဲ့စူပါလက်ကိုရင်ဆိုင်မယ်။ဒီလိုတွေပြင်ဆင်လာခဲ့ကြတာပါ။ဒါကြောင့်လဲပွဲအစောပိုင်းကာလတွေမှာစူပါလက်ရဲ့ကန်ချက်တွေကိုရော့ဒန်လုံးဝဂရုမစိုက်ခဲ့တာပါ။နည်းနည်းလေးတောင်သူဘလော့ကလုပ်တာမတွေ့ရဘူး။အေးစေးစေးပဲလက်သီးပိုင်းပဲသူသုံးတယ်။စူပါလက်ကဂတ်တော်တော်လုံးနဲ့ဖိုက်တာဆိုတာရော့ဒန်ကောင်းကောင်းသိတယ်။ဒီတော့ तू ဘာလို့ရမလဲဆိုတော့သေချာကြည့်တယ်။ ။သူကြည့်နေတော့မှပဲစူပါလက်ကကန်လိုက်တော့သူပြန်ခွာပေးလိုက်ရတယ်။အောက်ပိုင်းတော့ပွဲစားအတိုင်းပေးကန်ထားပြီးတော့ကောင်တာကနေပဲသူပပလေးပြန်ထိုးတယ်။ဒါကြောင့်စူပါလက်ကဂက်ပြန်တင်တဲ့နေမှာနည်းနည်းလေးပေါလိုက်တယ်လို့ထင်နေပြ။သူကလည်းဆက်မလိုက်လေဘူး။ပထမအကြီးလေးဖြစ်နေတော့တိတ်ကြမ်းကြမ်းမကစားလေဘူးလို့သူအနေနဲ့ထင်ခဲ့ပုံရပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ရော်ဒန်အဲ့ဒီဘက်ကိုချောင်းနေတာ။ဒီမှာပဲရေကန်အသင့်ကြတဲ့ဆိုလို့အလင်မြန်ဝင်ပြီးတော့အပ်ပေးဖို့ရိုက်တယ်။ကောင်းကငုံလာတဲ့အချိန်နဲ့ဆိုတော့ပောက်ကွဲကတော်တော်ပြင်းသွားတယ်။ဆိုတော့ကွဲသွားတယ်ပေါ့ဗျာ။သူကတော့နောက်မှလိုက်လာဗျာ ချက်ချင်းတော့ क्वे သွားမှမသိလိုက်ဘူးအဲ့ဒီတတော်တော်တော်တိတိကျကျနဲ့ရည်ရွယ်ချက်ရှိရှိကိုခွဲတဲ့ပုံပူပေါက်နေတယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိတယ်ဗျစူပါလက်သူ့အမကိုသူတိလိုက်တယ်အဲ့နောက်တော့သူလဲတတော်နေပြန်ပြီးတော့ရိုက်ဖို့စူးစမ်းလာတယ်ဒီမှာဆိုရော့ဒန်ကောင်းကိုဆွဲပြီးတော့သူပြန်ရိုက်လိုက်တာတော်တော်လေးတက်ရက်ပါတယ်ရော့ဒန်ကတော့သူ့ပုံစံတိုင်းမမထန်နဲ့ပဲအတိုးလုပ်နေတဲ့ကစားတယ်ဒီနေရာမှာသတိထားကြည့်မယ်ဆိုရင် medical time တောင်းပြီးလို့ပြန်လွှတ်လိုက်တာနဲ့စူပါလက်ကဂိမ်းပလန်ပြောင်းသွားပြီအရင်ကသူကကောင်တာကစားနေတာအခုသူတိုက်စစ်ပြန်ဖွင့်နေရော့ဒန်ကလည်းဒါကိုပေးမကစားဘူး သူပဲလိုက်ကစားဖို့ကြိုးစားလာတယ်။ဒါပြင်ဒီဘက်မှာရော့ဒန်လက်သီးပိုင်းထက်တထောင်ပိုင်းကိုပို့ပြီးတော့တုံးတာတွေ့ရတယ်ဗျ။ဒါကျွန်တော်မြင်ရဆိုရင်လက်သီးရရတော့သူတို့ပြန်ကိုယ်တိုင်ထိကြမှာပဲ။ဒါပေမဲ့တထောင်ထဲသာထိရင်ကွဲမယ်။ကွဲတာကတာမန်ထိတာတန်းမြင်သာထင်သာရှိနိုင်တဲ့အတွက်အနိုင်ရဖို့အတွက်လွယ်ကူမယ်။ပြီးတော့ပွဲလဲဆောဆောစီစီပြတ်သွားနိုင်ပါတယ်။ဒီအချက်တွေကြောင့်ရော့ဒန်ကဒီလိုဂိမ်းပလန်မျိုးပြင်ဆင်လာတာလည်းဖြစ်နိုင်ပါတယ်။ဒီချက်ကိုကြည့်ကြည့်ရပြင်လဲသူဒီဘွဲကိုတော်တော်လေးနိုင်ကျင်နေရဆိုတာတွေ့ရပါတယ်။ကောင်တာအဲဖို့ပြန်ကြွေးသွားတာလေ။တော်တော်လေးလာပါတယ်။ ဒုတိယကြိမ်မှာဆိုစူပါလက်ကလုံးဝအထာမထားတော့အနီးကကစားတာကြိုက်တဲ့ရော့ဒန်ကိုနင်းထုတ်တယ်ကန်လွတ်တယ်ရော့ဒန်ဟန်ပြတ်တာနဲ့တရကြမ်းဝင်ပြီးတော့ဒူးတွေနဲ့တိုက်တယ်မတော်လို့လူချင်းကတ်သွားပြီဆိုမှသာရော့ဒန်ကတထောင်လေးပါးပြန်ရိုက်တာတွေ့ရပါတယ်အဲ့ဒီကစားပြီးစူပါလက်ကရော့ဒန်ကိုအကွာအဝေးတစ်ခုမှပဲထားတယ်ဒီမှာဆိုသိတာလေသူလက်ဆန့်ပြီးတော့စိတ်ကြိုက်ကိုကန်လို့ကောင်းမဲ့နေရာကိုတိုင်းကြည့်နေတာပြီးတော့ရော့ဒန်ကတောက်လျှောက်လိုက်မှဖြစ်တဲ့အတွက်သူ့ဘက်ကပဲအကွာအဝေးကိုချိန်ဆနေတယ် ရော့ထန်တော်တော်ဒီပွဲမှာစူပါလက်သူ့ရဲ့အားသာချက်ဖြစ်တဲ့ခြေတံလက်တံရှိတဲ့အခွင့်အရေးကိုတုံးလာတော့မှသာဒါပြားတုပ်သွားတာဖြစ်ပါတယ်။အရင်ကတော့တော့ဝင်မရတော့ဘူး။စူပါလက်ကလက်ဆက်ပြီးတော့ပေါ်တင်ကိုတားထားတာ။ပြီးရနေသူဂျက်တွေထောက်တယ်။ရရင်ကမ်းမယ်၊ဒူးတိုက်မယ်။စသဖြင့်ဂိမ်းပလန်ကိုအလုံးစုံပြောင်းလဲလိုက်တာဖြစ်ပါတယ်။ထပ်ပြီးတော့လည်းထိချက်တွေမပေးတော့ဘူး။ဒီမှာစူပါလက်ကကွန်ပိုရီကိုထက်ခါထက်ခါသုံးပြီးရက်ပီလုတ်ပြသွားတယ်။အကွာဝေးတိုင်းမယ်၊ဒူးတိုက်မယ်၊တထောင်ရိုက်မယ်။ဒါဟုတ်ပဲထက်ခါထက်ခါလုတ်ပြသွားတာ။ရော့ထန်ဘာမှစဉ်းစားချင်တော့မရဘဲနဲ့လဲကြသွားတယ်။ ဒိုင်ကအမှတ်စင်မှာမှတ်လိုက်တော့ပို့ပြီးတော့လှသွားရောဒါကတော့ဖြစ်ကိုဖြစ်တင်ပါတယ်စူပါလက်ကဒီနေရာမှာတော်တော်လေးကောင်းနေဗျလက်သီးပိုင်းလုံးဝမပါတဲ့ကွန်ဘိုအတွဲဆက်ကိုတုံးသွားတာစောင်းရမ်းဝင်လိုက်တယ်ပြီးတော့စူပါလက်ဒီပွဲဖြေကိုရှာတွေးလိုက်ပြီးလို့ပြောလို့ရပါတယ်နောက်ပိုင်းမှာလည်းသူအလားတူပဲဖိအားပေးပြီးတော့ကစားတယ်ရော့ဒန်ဒီအချိန်မှာတော့တော်တော်လေးစိတ်ကတိကောက်ဖြစ်သွားပုံရပါတယ် ရာကြီးမှာလည်းစူပါလက်ကဒီပုံစံပဲဆက်ပြီးတော့ချင်းကပ်လာတယ်။အကွာဝေးကိုဂူးဆိုင်ပြီးချိန်ဆပြီးတော့ကစားတယ်။ဝင်းရင်ကံမယ်ဝင်းလာရင်ဒူးနဲ့တိုက်မယ်။ကလင်းနဲ့ရောက်သွားရင်တထောင်ရိုက်မယ်ဒါပဲ။တခြားဂိမ်းလန်ပြောင်းလဲတာတော့မရှိတော့ဘူး။ရော်ဒန်ဘတ်ကအရာဝင်ပြီးကစားဖို့ကြိုးစားနေတာလေးတွေ့ရတယ်။စူပါလက်ဒုတိယကြီးမှာရာသွားခဲ့တဲ့အဖြစ်အားဒီပွဲမှာသူ့ကိုနိုင်သွားစေခဲ့တာဖြစ်ပါတယ်။ကျွန်တော်နှစ်ယောက်လုံးကိုကြိုက်တယ်ဆိုရင်ဒီလိုမျိုးပွဲပေါ်မှာချင်းကပ်ပြီးတော့ပွဲရဲ့အဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့စူပါလက်ကိုတော့ပိုပြီးသဘောကျတယ်ဗျ။ နောက်ပိုင်းမှာတော့ရောထန်ကိုအကွာဝေးကောင်းကောင်းမှထားပြီးတော့လိုးဒလိုကစားသွားတဲ့ဆူပါလက်ကပဲအနိုင်ရရှိသွားခဲ့ပါတယ်။ဒါတော့မွေထိုင်းပြည်နှစ်ပါးလို့လက်ရှိမှာတင်စားထားကြတဲ့ဆူပါလက်နဲ့ရောထန်တို့ရဲ့ပွဲကဆူပါလက်ရဲ့ဂိမ်းလန်အပြောင်းလဲနဲ့ပွဲပေါ်ချင်းကန်နိုင်စွမ်းလေးကိုသုံးသက်တင်ပြရင်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့မူမှန်လေးတွေကိုတင်ပြပေးခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာကျွန်တော်ပြောသွားခဲ့သလိုပဲအနိုင်ရသွားတဲ့ဆူပါလက်ရဲ့ပြိတ္တတွေလားကစားအောင်ကြံတန်းပြီးတော့အထိခံအကြမ်းခံတဲ့ရောထန်ရဲ့ပြိတ္တတွေလားအခုလိုမျိုး analysis video လေးလုပ်ပေးစီခြင်းနဲ့ပွဲလေးရှိရင်ကွန်မန့်မှာရေးသွားပေးခဲ့ကြပါ။ရရင်ရသလိုကျွန်တော်တင်ဆက်ပေးသွားပါမယ်။ โอเคနောက်တစ်ဗီဒီယိုမှာပြန်ဆုံကြမယ်เนาะ